ခခကသူကသုံမျိုးရှိတယ်အကြံဉာဏ်အဖြစ်နော်ချစ်ချင်းဘယ်နှမျိုးရှိတယ်နံပါတ်1တဏှာပေမတဏှာပေမဆိုတာယောက်ျားမိန်းမအချင်းချင်းမျက်နှာမှုချစ်ခင်မှုလင်းချင်းမရချစ်ပေါ့ဗျာပုံမှန်လည်းလည်းပြောရရင်အဲ့ဒါပါလေတဏှာပေမတရားကိုကောက်ရင်လောဘရနော်နောက်ဂေဟာတိတပေမဂေဟာတိတပေမဆိုတာကသာသမီးကလေးကိုမိဘတွေကချစ်တာ ြီးကိုမောင်နှမအချင်းချင်းချစ်တာမိချွေချင်းချင်းချစ်တာဟုတ်လားအဲ့ဒီလိုတဏှာဒီဥသောအိမ်ကိုအမိပြုတ်ပြီးတော့ချစ်ခင်နှစ်သက်ချင်းပေါ့နော်သူကတော့မေတ္တာသဘောလေးထိုက်သလောက်လေးနည်းနည်းလေးပဲအချိုးစားတိပါမလဲတော့မသိဘူးဒါကတော့ပုဂ္ဂိုလ်ပေါ်မှာအမိပြုတ်မှာပေါ့ပုဂ္ဂိုလ်ပေါ်မှာတီမှာပေါ့ဟုတ်လားအဲ့ဒါလိုသားချစ်သမီးချင်းမိချင်းဖားချင်းမောင်ချင်းနှမချစ်ဆိုတာကိုဂေဟာတိတာပေမသူလည်းပဲတရားကိုကောက်ရင်လောဘပဲရတယ် လောဘချုံမာတော့အကုသို့ပေါ့နော်ဒီဒါပေမဲ့လူတော်တော်များများကဒါကိုလက်ခံဖို့ခက်ချင်ခက်နေလိမ့်မယ်နော်သို့တော်စစ်မှန်တဲ့မြေတာအကျိုးရှိပွားကိုလိုလားတာလေးတွေလည်းပဲအတိုင်းအဆဘလောက်ထိပါမလဲတော့မသိဘူးပါတလောက်တော့ပါပါလိမ့်မယ်ဟုတ်လားသူကခုနတုန်းကပြောတဲ့တဏပေမတဲ့စာရင်တော့နည်းနည်းလေးတော်သေးတယ်ပြောရမယ်နော်ဂီဟာတိတံပေမချစ်ချင်းနှမျိုးရှိပြီနော်အေးနောက်ဆုံးချစ်ချင်းကမေတ္တာပေမမေတ္တာနဲ့ချစ်တယ် ဲ့ဒါကဘာလဲဆိုတော့သိမ့်ပိုက်လိုခြင်းအလျင်းမရှိဘူးဝင်ရောက်ဆွတ်ဖက်လိုခြင်းအလျင်းမရှိဘူးတက်တက်နှံ့နှံ့ကလေးတတဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတာကောင်းသွားပါစေကျမကြီးတွေလည်းကောင်းပါစေစိတ်ရချမ်းသာမှုတွေနဲ့လည်းပြည့်စုံပါစေဘာနောက်ရှက်မှမဖြစ်ပါစေနဲ့ဘာဘီအန်ဒီရမှမတင်ပါစေနဲ့မကြမရောက်ပါစေနဲ့ အလုံးကောင်းတာတွေမှန်တယ်အကုန်လုံးဖြစ်ပါစေလို့တကယ့်ကိုကြည်ကြည်လင်လင်တန်တန်ရှင်းရှင်းအပြစ်ကင်းတယ်တပါသောသူတို့ရဲ့အကျိုးစီးပွားကိုလိုလားမှုတက်တက်နော်ခုနတုန်းကတဏပေမတို့ဂိဟတိတပေမတို့ဆိုတာကအတ္တကိုဘဟုပြုပြီးတော့ဖြစ်လာဗျာဟုတ်လားမေတ္တာကြတော့အတ္တကိုဘဟုပြုတာမဟုတ်ဘူးသူတပါးကိုဘဟုပြုတာသူကောင်းသွားရင်ပြီးရောဟုတ်လားသောတော်တုန်းကတဏပေမတို့ ေဟသိတဗေမတို့ဆိုတာတွေကြတော့ကို့အတွက်ကြည်ပြီးတော့ချစ်ကြတာကိုကြိုက်နေသမျှကာလဘလုံးကို့ရဲ့အလိုဆန္ဒနဲ့ကြိုက်နေသမျှကာလဘလုံးချစ်မှာပဲကို့အလိုဆန္ဒနဲ့မညီတော့ဘူးဆိုတာနဲ့တနည်းအားဖြင့်ကို့သဘောထားနဲ့မတိုက်ဆိုင်တော့ဘူးဆိုတာနဲ့ဒီပိုင်းနဲ့ထဲအဲ့ဒီချစ်တာတွေမရှိတော့ဟုတ်လားဒါကြောင့်မို့လို့ဘောဗျအစကတော့မင်းမရှိရင်မဖြစ်ပါဘူးဆိုရာကနေနောက်ကြတော့မင်းရှိရင်မဖြစ်ပါဘူးဆိုတာအထိပြောင်းလဲသွားကြတာ ရှိတယ်မဟုတ်လားရှိတယ်เนาะအစားကတော့တကယ်ကောင်းနေထင်းပြီးတော့ကိုယ့်ရဲ့အလိုဆန္ဒတွေကိုလိုက်လျော့ပြီးတော့အာဒီလူမမရှိရင်တော့ငါတကယ်မဖြစ်ဘူးတကယ်ပဲเนาะတကယ်ဒီမိုက်မြန်နောက်နောက်တော့ကြား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 လာတော့သူ့အကြောင်းကိုသိကိုယ့်အကြောင်းသူသိသိပါရည်များလာတော့ဟောကိုယ့်အလိုဆန္ဒတွေနဲ့တဖြည်းဖြည်းနဲ့ကင်းဝေးလာပြီး ဲ့သဘောထားချင်းတွေကမတိုက်ဆိုင်တော့ဘူးဆိုတော့မျက်နှာကိုမကြည့်ချင်တော့ဘူးမင်းရှိရင်မဖြစ်ပါဘူးဆိုပြီးတော့အဲ့ဒီအဆင့်ထိရောက်သွားကြတာတွေရှိတယ်မို့လားရှိတယ်အဲ့ဒါကပါလေကိုယ့်ရဲ့အတ္တကိုအခြေခံတာတနည်းအားဖြင့်တည့်တည့်ပြောရရင်သူ့ကိုချစ်တာမဟုတ်ဘူးကိုယ့်ကိုယ်ကိုချစ်တာလို့တောင်ပြောလို့ရတယ်ဗျဟုတ်လားဒါကြောင့်မို့လို့အဲ့ဒါတွေကဘာတန်ဖိုးမှမရှိဘူးခေဟာတိတ္တပေမှလည်းတန်ဖိုးမရှိဘူးနော်တဏ္ဍာပေမှလည်းတန်ဖိုးမရှိဘူး မေတ္တာပေမဆိုတဲ့မေတ္တာနဲ့ချစ်ချင်းသီးတာလည်းတန်ဖိုးကြီးတယ်။လောက်ထိတန်ဖိုးကြီးလေဆိုလို့ရှိရင်ဦးဇင်းတို့မြတ်စွာဘုရားဟောပါလေဗျာ။ယောသဘိခဝေပုဗ္ဗန္နသမယအောက္ခတဏ္ဍာနန္တရိယယောမိဇဏီကသမယအောက္ခတဏ္ဍာနန္တရိယယောတာယနာသမယအောက္ခတဏ္ဍာနန္တရိယယောခြင်းပုဂ္ဂိုလ်သည် ပုဗ္ဗာဏသမယန္တနခင်ခာကာလနဲ့အောက်ခတတတရားသောဥကြီးတို့ဖြင့်ဒါနလူဒါနကိုတတိတိပေးလှူ၏လူတယောက်ပစ္စည်းကလည်းချမ်းသာတဲ့တရားတရားကလည်းကောင်းတယ်။ဒါကြောင့်မို့လို့မနက်ခင်းမှာသမင်းဦးကြီးတရားနဲ့အလှူဒါနကိုပြုတယ်။ရောဘိခဝေပုဗ္ဗန္နသမယံမိဇ္ဇဏီကသမယံအောက်ခတတံဒါနံတရိယနေ့လေခင်းခါမှာသမင်းဦးကြီးတရား။တာယာနသမယံအောက်ခတတံဒါနံတရိယ ညနေချမ်းခါကာလမှာအိုးကြီးတရားဒီနေ့ကိုထမင်းအိုးကြီးအလုံးပေါင်း300အဲ့ဒါနဲ့ကိုက်ညီတဲ့ဟင်းတွေလည်းပါမှာပေါ့နော်အဲ့ဒီလိုအလှူဒါနာကြီးအကြီးအကျယ်ပြုတာတဲ့နော်ယောဇာဘိခဝေပုပ္ပန္နသမယအန္တမသောကတုခဏမတံပိမေတ္တာစိတ်တံဘာဝေယအကျင်ပုဂ္ဂိုလ်တူတယောက်ကတော့မနေ့ခင်းခါကာလမှာလက်ဖြစ်တစ်ထွက်ခမ်းမြကာလလောက်ကလေး နွားတို့တညစ်စာကာလလောက်ကလေးနန်းသားတရှူကာလလောက်ကလေးစစ်မှန်တဲ့မြစ်တာကလေးပွားပြီးတော့အလုံးသောတတ္တဝါလောကတွေကိုအာယုံပြုပြီးတော့ချမ်းသာပါစေကောင်းကြပါစေဘလောက်မှမကြဘူးနော်လက်ဖြစ်တတွက်ဟုတ်လားအေးနေ့လေခင်ခါကာလမှာလက်ဖြစ်တတွက်ညနေခင်ခါကာလမှာလက်ဖြစ်တတွက်စစ်မှန်တဲ့မြစ်တာကိုပွားတာဟုတ်လားအဲ့ဒီပွားရတဲ့မြစ်တာဒီဟူသောကုသိုလ်က ခုနကတော့ဦးကြီး300နဲ့လူတန်းချက်ပြုတ်ကျွေးမွေးတာထက်ပူပြီးတော့မြင့်မြတ်တယ်ဒါကြောင့်ဦးဇင်းတို့မာကြီးဆိုတော့ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးမိသားပေါင်းသူတော်ကောင်းတို့ရကြပါလိမ့်တဏီ300ဥတရာဖြင့်ချက်ကဓမင်ကျွေးမွေးခြင်းထက်မယွင်းစင်းစစ်ဒုတညစ္စာချိန်300ကမြမေတ္တာပွားများကျူးကြီးမာလိဘုရားမြတ်စွာမိန်ကွန်းဒီကြားဘူးတယ်ဟုတ်လားကြားဘူးတယ် ဒါကြောင့်မေတ္တာကသိပ်ပြီးတော့တန်ရှင်းစင်ကြတာဆိုတော့ဒါနထက်လဲမြတ်တယ်တရဏဂုံထက်လဲမြတ်တယ်ငါးပါးသီလထက်လဲမြတ်တယ်ဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့မေတ္တာဆိုတဲ့တရားကိုအများကြီးတန်ဖိုးနားလည်ပြီးတော့တန်ဖိုးထားပြီးတော့မိမိတန်တာမှာဖြစ်အောင်မကြိုးစားတဲ့မူလားကြိုးစားတဲ့နေ